င်္ဂလာပါရှင်ရှမ်းကူမီဒီယာကကြိုဆိုပါရစေမိုင်းခမြူနယ်၌ကွန်ကရစ်လန်ခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီမှုအခြေအနေအားတွင်စစ်ဆေးတဲ့တဲ့တွင်ကိုတင်ဆက်ပါမယ်ရှင် ရှမ်းပြည်နယ်ရှိပိုင်းကျိုင်းတုံခရိုင်မိုင်းခမ်းမြို့နယ်စီပင်သာယာရေးဌာနမှ2025-2026ဘဏ္ဍာရေးနှင့်ပထမ3လပတ်တွင်အကောင့်ထဲပေါ်ဆောင်ရွက်ပြီးစီခဲ့သည့်ကွန်ကရစ်လန်ခင်ကျင်းလုပ်ငန်းဆောင်ရွက်ပြီးစီမှုအခြေအနေကိုယနေ့နေ့ပိုင်းတွင်တာဝန်ရှိသူများကတွင်စစ်ဆေးခဲ့ကြောင်းသိရပါသည်။ ထို့သို့တွင်စစ်စေးရတွင် မိုင်းခတ်မြို့နယ်စီပင်တရားရေးဌာနမှအမှုဆောင်အရာရှိဦးအားဝင်းနှင့်တာဝန်ခံအင်ဂျင်နီယာဦးအောင်မြင့်မြတ်တို့က2025-2026ဘဏ္ဍာရေးနှင့်ကွန်ကရစ်လမ်းခင်းကျင်းလုပ်ငန်းဖြစ်သည့်အောင်မိုဟိန်လန်မြေတားလန်းစုံနှင့်အဝိုင်းဘက်အတွင် အရှေ185ပေအကျယ်78ပေဒူ6လမ်းမရှိက ခွင့်ပြုရန်မုံငွေချက်19.8သန်းဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်ပြည်စည်းမှုအခြေအနေတို့ကိုတွင်စစ် ေခဲ့ကြောင်းသိရှိရပါတယ်ရှင်။ဆလဘီမာယောင်မြို့တွင် အပြည်ပြည်ဆိုင်ရာမူရစ်စေဝါအလဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနှင့်အထိမ်မှန်လက်ကန်စားဆောင်ဖျက်ဝေတဲ့တဲ့တင်ကို တင်ဆက်ပါမယ်ရှင်။ ရှမ်းပြည်နယ်ရှိပိုင်းမယောင်မြို့နယ်ပြန်ကြားရေးနယ်ပြည်သူဆက်ဆံရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးအောင်စောလင်းနဲ့ဝန်ထမ်းများသည်ယနေ့နနက်7:00နာရီက2025ခုနှစ်အပြည့်ပြည့်ဆိုင်ရာမူရစီဝါအလွယ်သုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနယ်အထင်အမှန်သတင်းစကားလက်ကမ်းစာဆောင်များကိုចောင်းသားចောင်းသူများနဲ့ဒေတာခံပြည်သူများအားဖြန့်ဝေခဲ့ကြပါသည် အဆိုပါသတင်းစကားလက်ကမ်းစာဆောင်တွေ2024ခုနှစ်အပြည့်ပြည့်ဆိုင်ရာမူရစေဝါအလွယ်သုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖြည့်ရည်နေသောမူရစေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါအများအနေတားဆီးကာကွယ်ရေးဘ ഹു အဖွဲ့ဥက္ကဋ္ဌထံမှပေးဖို့သည့်တဝန်လွှာကောင်းနှုတ်ချက်မူရစေဝါပပပြောက်ရေးမဟာဖြူဟာနေရဲ့ နီးပြူဟာ3ရက်မူရစေဝါ30ကျင်းဤစိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများပတ်ပေါင်းဆောင်မှပူပေါင်းပါဝင်အကြောင်းဖန်စီရမိမူရစေဝါများအားမိရှုဖြက်စီမှုတပုံမှတ်တမ်းနဲ့မူရစေဝါအန်ရဆိုင်ရာ ကပြကတ်တွန်နဲ့စောင်းပုံများကို ဝေဝေဆဆထည့်သွင်းဖော်ပြထားကြောင်းသိရှိရပါတယ်ရှင်။ ဆလဘီမာယောင်မြူနိုင်လက်ဆွဲကောက်ဆိုင်ဆက်ဖြင့်မိုးစဘာဆိုင်ပြူပြသခြင်းကွင်းလက်တွေတယုတ်ပြပွဲခြင်းပါတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်ရှမ်းပြည်နယ်ရှိပိုင်းမာယောင်မြို့နယ်တွင်မိုးစဘာအထွန်းတို့တက်ရေးအတွက်ရှမ်းပြည်နယ်ဆိုရဖွဲက ထောက်ပံ့သည့်လက်ဆွဲကောက်ဆိုင်ဆက်ဖြင့်မိုးစဘာစိုက်ပျိုးပြသခြင်း၊ကွင်းလက်တွေတရုတ်ပြပွဲကိုယနေ့နနက်ပိုင်းကဝမ်ဘူးအုပ်စုဝမ်ဘူးကျွာ၌ကျင်းပခဲ့ပါသည်။ ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနိုင်က အမှားစကားပြောကြပြီးစိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးကျော်ကျော်မိုးကလက်ဆွဲကောက်ဆိုင်ဆက်ဖြင့်မိုးစပါစိုက်ပျိုးပြသခြင်း၊ကွင်းလက်တွေတရုတ်ပြပွဲကျင်းပခြင်းနဲ့ဆက်လျင်၍ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှုဦးကျော်ကျော်မိုးနှင့် ဝန်ထမ်းများကလက်ဆွဲကောက်ဆိုင်ဆက်အသုံးပြုနေကို ရှင်းလင်းပြောကြားပြီးလက်ဆွဲကောက်ဆိုင်ဆက်ဖြင့်မိုးစပါးစိုက်ပျိုးခြင်းလက်တွေတရုတ်ပြသခဲ့ပါသည် အဆိုပါအခမ်းအနားတို့ခရိုင်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌခရိုင်အုပ်ချုပ်ရေးမှုဦးထွန်းထွန်းနိုင်နဲ့အဖွဲ့ဝင်များခေတ္တမျိုးနဲ့အုပ်ချုပ်ရေးမှုဦးထွန်းတန့်စင်မျိုးနဲ့ခရိုင်မျိုးနယ်စင်ဌာနဆိုင်ရာမှတာဝန်ရှိသူများအခြေခံပညာနဲ့ဆက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှဆရာဆရာမများကျောင်းသားကျောင်းသူများတောင်သူလယ်သမားများတက်ရောက်ကြောင်းသိရှိရပါတယ်ရှင်။